အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ၄ရက်နိုဝင်ဘာလ၄ရက်နေ့မှာတော့တည်င်းထူတွေကတော့ဒေါအောင်ဆန်းစုကြည်ကျွန်တော်တို့ရွေးကောက်ပွဲလည်းနေလာပြီဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့တည်င်းကတော်တော်ကိုဟော့ဖြစ်နေတယ်ဆိုတော့အားကပြင်သစ်သမတကိုနိုင်ငံနေပြီးတော့ပေါမပတ်သက်နေတဲ့အကြောင်းအရာဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီတည်င်းတွေကျွန်တော်တို့ဒီနေ့အတွက် hot news နေနဲ့ကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာဆိုလို့ရှိရင်ထိုင်းနိုင်ငံထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းတကယ့်အကြီးအကျယ်အဲ့ဒီနေဆက်မှာ KK ဖ KK ဖမှာဆိုလို့ရှိရင်တကယ့်ဖောက်ခွေမှုတွေအများကြီးလုပ်ပြီးတော့ နော်ခေခေပတ်ခိုးလုံးကိုနော်အကောလုံးဖြည့်ဆည်းသွားမယ်ဆိုတဲ့ပုံစံမျိုးတွေဒီနေ့တည်င်းတွေတက်လာတယ်ဆိုတော့ဒီတည်င်းတွေကျွန်တော်တို့တွေ့ရမယ်အဲ့ဒီဟာကိုမပြောခင်မှာပထမဆုံးကျွန်တော်ပြောချင်တာကတော့ဒီနေ့တာကြီးတိုင်းဒီနေ့တာကြီးတိုင်းတရက်6မျိုးနေမှာဆိုလို့ရှိရင်စစ်ကြောင်ထိုးလာတယ်စစ်ကြောင်ကတော့နေရာတကာမှာတော်တော်ထိုးတယ်ခုနော်ဆိုတော့စက်စားဖက်ကပြန်ပြီးတော့ပြန်ပြန်ထိုးစစ်တယ်ထိုးစစ်တယ်ဆင်းလာတယ်အဲ့ဒီထိုးစင်ကသူတို့ကအတိတ်ကတော့နော်ကာကွယ်တာပေါ့သူတို့ကာကွယ်တာထိုးစစ်ဆင်းပြီးတော့ကာကွယ်တယ်သူတို့လာပြီးတော့ တိုက်တာကိုသူတို့မဆုံးမနဲ့ဒီဖက်ကနေပြီးတော့ဘွားပြီးတော့ဆက်ပြီးတော့တိုက်တာထိုးစစ်ဆင်တာထိုးစစ်ဆင်တာအဲ့ဒါကိုထိုးစစ်ဆင်ခြင်းအားဖြင့်သူတို့ကဟန်တားနိုင်တယ်ဟိုဖက်ကထိုးစစ်ဆင်မိဟာတွေကိုဟန်တားနိုင်တယ်အဓိကကာကွယ်တာကောင်းဆုံးကာကွယ်နေပေါ့ဆိုတော့အဲ့ဒီမှာစစ်ချောင်းကိုနေပြီးတော့၃ချိန်ချဖြတ်ပြီးတော့တက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာ၁၃ရောက်ကတော့ဆက်တငငငနဲ့ထေသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့နော်သတိမီဒီယာတွေမှာတွေ့ရမယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဖုန်းလိုက်တော့ပုံလုံး ဖြည့်ဆည်းလိုက်တယ်နော်ဖုန်းလိုက်တွေအကုန်လုံးဖြည့်ဆည်းလိုက်တယ်ပြီးလို့ရှိရင်တော့ Elon Musk ကလည်းဒီ Starlink တွေကိုအကြဖြတ်တွေကတုံးတဲ့ခါကျတော့2000ကျော်2500နီးပါးလောက်အကုန်လုံးဖြတ်တောက်လိုက်တယ်နော်ဖြတ်တောက်လိုက်တဲ့အခုထိုင်းကနေပြီးတော့ဖြတ်တောက်တယ်ဆိုတော့အခုကတော့ထိုင်းကနေပြီးတော့ဒီဘက်မှာထိုင်းဘက်မှာရှိတဲ့ tower dining ရှိတယ်နော် tower dining ဖုန်း tower dining ရှိတယ်အဲ့ဒီဖုန်း tower dining တွေကဒီကြားဖြတ်နဲ့ဘလောက်ထိဆက်နေမှုရှိတယ်လဲအဲ့ဒီ line up တွေကိုဘလောက်နော်သူတို့ဖြတ်ပြီးတော့တုံးနေလဲနော်တုံးနေလဲဆိုတဲ့ဟာကိုနော်ထိုင်းဘက်ကနေပြီးတော့အကြီးအကျယ်တုံးနေနေပြီးတော့စစ်ဆေးနေတယ်နော်အဲ့ဒါက တကယ်စစ်စစ်မှုအကြီးတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကအဲ့ဘက်ကထိထိရောက်လုတ်တဲ့လုတ်ရက်တွေကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒီဖက်မှာလည်းမအလာတို့ဖက်ကလည်းတော့တော်တော်ကိုကြောက်တဲ့ပုံပဲဒီတစ်ခေါက်တော့ဟုတ်တစ်ခေါက်နဲ့မတူဘူးเนาะဒီဒီရုပ်နဲ့ထိုင်းနဲ့ပေါင်းတော့လုတ်တဲ့ဟာနဲ့တော့မတူဘူးအခုလုတ်တာကလည်းဒီရောက်မှလည်းလုတ်တယ်ဆိုတာကျွန်တော်တို့မကြားရဘူးဒါပေမဲ့တို့တော်တော်ကိုဒီချောက်ဖြန့်ကိစ္စကလမ်းဖြတ်နေတယ်လမ်းဖြတ်နေတယ်ဆိုတော့မအလာနဲ့ BGF တို့ကပေါင်းတယ်အဲ့ဒီဟာကိုလုတ်ဖို့အတွက်ဒီလမ်းကိုဖွင့်ပေးတာဖြစ်တယ်เนาะဒီလမ်းကိုဖွင့်ပေးတာ ဒီ KK ပါလုပ်ငန်းတွေကိုလုပ်ဖို့ဒီလုပ်ငန်းတွေကိုအဆင်မပြေတော့ဘူးမင်းတို့ဒီလိုထားလို့ရှိရင်အချိန်တွေကတော်တော်ဆုံးနေပြီဆိုတဲ့ဟာကို KK ဖတ်မှနေပြီးတော့ BGF ကိုမာလာကမိမောင်းထိုးပြတယ်မိမောင်းထိုးပြတဲ့အလျောက်ပဲဒီမှာသူတို့ကစက်ကားတွေရိုက်ပြတယ်နောက်စက်ကားတွေရပြတယ်ဖမ်းဖို့အတွက်လုပ်တယ်ဒါပေမဲ့ကြိုးပြီးတော့သူတို့တည်င်းပေးထားတယ်တကယ်ကောင်းဆောင်လို့ကြာတော့သူတို့ကောင်းကောင်းမွန်မွန်ထိန်သိမ်းထားတယ်ဆိုတော့အဲ့ဒီ KK ဖတ်မှဆိုလို့ရှိရင်နော်အဆောက်အဦပေါင်းမြောက်များစွာကိုဖြည့်ဆည်းလိုက်တယ်ဆိုတော့24ချိန် နော်နစလေးချိန်ဖောက်ခွေးမှုကိုသူတို့လုပ်တယ်လုပ်ပြီးမှအဆောက်အဦတွေကိုလက်စားဖြောက်တယ်အတိအပြရတော့အဲ့ဒီခေတ်ခေတ်ဖားမှာရှိတဲ့အဆောက်အဦတွေနော်ကြားဖြတ်လုပ်ငန်းတွေလုံးဝမရှိတော့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့တရုတ်ဖော်မှာဖြစ်တယ်ဆိုတော့အဲ့ဒီအဆောက်အဦတွေကိုတော်တော်ဖြည့်ဆည်းမှုတွေရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့နိုင်ငံခြားသားတွေကလည်းဟိုဘက်မှာထွက်ပြေးတယ်နော်ထိုင်းဘက်မှာထွက်ပြေးတယ်အဲ့ဒီခေတ်ခေတ်ဖားမှာလုပ်တဲ့လူတွေကြားဖြတ်မှာလုပ်တဲ့လူတွေအဲ့ဒီမှာကြားဖြတ်မှာလိန်လေပြီးတော့ခေါ်ဆောင်ပြီးတော့အဲ့ဒီမှာနော်မတရားခိုင်းစေခြင်းကိုခံရတဲ့လူတွေ1958ယောက်ထိနော်ရှိလာပြီရှိလာတော့ အခုကတော့အဲ့ဒီစီးရင်တွေအကုန်လုံးပိတ်သိမ်းလိုက်ပြီကြားဖြတ်တွေကိုလက်ခံတဲ့ဟာထိုင်းဖက်ကနေပြီးတော့သူတို့အကုန်လုံးပိတ်သိမ်းလိုက်ပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အချိန်ပေါင်း24ချိန်တောင်ကဖောက်ခွေမှုကိုလုပ်တယ်ဆိုတော့တော်တော်ကိုကြောက်လန့်ပြီးတော့နော်အရင်တော့ဆောက်ထားတဲ့ငွေကြေးအကုန်ကြခံလာဆောက်ထားတဲ့ဒီအဆောင်ဦးတွေကိုနေပြီးတော့ဖြတ်စီးတဲ့ဆိုကလေးရနေနော်တော်တော်ကိုအလန်းတကြားဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါကလည်းတကယ်တည်င်းကောင်းပေါ့နော်ဒီမောက်ချစ်သူတို့အဖွဲ့ဟာဆိုလို့ရှိရင်နော်တော်တော်ကိုကြီးလန်းစာစားနေရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်ဆုံးကြတော့ နောက်ဆုံးကြတော့เนาะကျွန်တော်တို့သိတဲ့အတိုင်းပဲအဲ့ဒီမောင်ချစ်သူကိုကိုတိုင်းပဲအဲ့ဒီမောင်ချစ်သူကိုမအလောက်ကိုတိုင်းပဲသူတို့ဖမ်းလိုက်မယ်သူနဲ့နီးစပ်မှုတွေလုပ်တယ်လုပ်တယ်လုပ်တယ်နောက်ဆုံးကြတော့အဲ့ဒီမောင်ချစ်သူကိုသူတို့ဖမ်းမှာပဲဖမ်းပြီးတော့အဲ့ဒီတရုတ်လက်ထက်ကိုသူတို့အမ်းမှာပဲဆိုတော့အဲ့ဒီဖြစ်ရက်တွေကကျွန်တော်တို့ဟုတ်ဖမ်းမှာ login ဖမ်းမှာဖြစ်ရက်တွေအများကြီးဖြစ်ခဲ့တယ်เนาะသူတို့မြောက်စားတယ်သူတို့တစိမ့်တက်ပေးတယ်သူတို့ကောင်းဆောင်လုတ်ခိုင်းတယ်အဲ့ဒီမအလားဖက်ကเนาะနောက်ဆုံးကြတော့နော်တရုတ်ကလိုတယ်ဆိုတာနဲ့အာမင်းခဏလေးလာပါအောင်သူတို့လည်းရင်းနှီးတာကိုသွားတာပေါ့သွားတာနဲ့အဲ့ဒီမှာဖန်ချုပ်လိုက်တယ်ဆိုတော့ ဒီလုပ်ငန်းတွေကတို့တို့လုပ်နေကြပဲဆိုတော့မကြခင်မှာဆိုလို့ရှိရင်မုံချစ်သူဟာဆိုလို့ရှိရင်ချူမလဖန်ခံမယ်ဆိုတာတော့သိချပါပဲเนาะဖန်တယ်ဆိုတာကတို့မှလည်းတစ်တိုင်အားရှိတဲ့ခါကျတော့เนาะဒီလိုဝုံတိုက်ဝဲပြီးတော့ဒီလိုတော့လုံးဝမဟုတ်ဘူးเนาะဖြစ်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 နဲ့တို့တို့နဲ့အခုရင်းနှီးမှုတွေရှိတယ်တို့တို့နဲ့ဆက်ဆက်မှုတွေရှိတယ်ဆိုတော့သူဘယ်မှာနေလဲဆိုတာတို့တို့သိလာမယ်ဆိုတော့အဲ့ဒီဟာမနေပြီးတော့ဖြစ်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 နဲ့တို့တို့ကိုကြိတ်ခနဲ့ဖန်သွားမယ် ဖမ်းပြီးတော့ဒီ online ticket ကိုလွှဲလိုက်မယ်နောက်ဆုံးကျတော့တည်တံပေးခြင်းကိုခံရမယ်ဆိုတော့ကျွန်တော်တို့ ticket မလွှဲပဲအနည်းနဲ့အမြန်ပဲအနည်းနဲ့အမြန်ပဲနောက်တစ်ခုကစက္ကဆရဲ့လက်ကန်တုတ်ငါတည်းသူကိုယ်တိုင်ဖမ်းပြလိုက်တယ်အဲ့ဒါကဟိုးမာနော်ဒီ lock ကန်တော့ဘာလို့မာနော် lock ကန်မှာဆိုလို့ရှိရင်သူတို့ဖမ်းထားတဲ့ pay shop chain နော် pay shop chain တို့မိသားစုနော်သူတို့ကိုနေပြီးတော့ဒီတရုတ်ဖက်ကိုလွှဲလိုက်တယ်လွှဲလိုက်ပြီးမှတခါအဲ့ဒီတရုတ်ကနေပြီးတော့စစ်ဆေးတယ်ရန်စိုးဂိုင်းတွေကိုအများကြီးတီထောင်ပြီးတော့အခုနောက်ကဒီမူရဆေးဝါးတွေပါတော့အကုန်လုံးသူတို့လုတ်တယ်လုတ်တယ်မိသားစုသူစုလုံး ဒီမှာ9ယောက်9ယောက်ပုံနေပြီးတော့အဲ့ဒီဒီယောက်ကနေပြီးတော့တည်တံပေးလိုက်တဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကြားမှာဖြစ်တယ်။နောက်တစ်ခုကဒီမိုးကုံနဲ့မိုးမိတ်မိုးကုံနဲ့မိုးမိတ်ကို TNL ကပေးလိုက်တယ်เนาะအဲ့ဒါတိုက်ဆရာမလုပ်ဘူးတိုက်ဆရာမလုပ်ဘူးနဲ့ဆုပ်ပေးလိုက်တာဆိုတော့ session လို့လားဆိုတော့မဟုတ်ဘူးเนาะ session လို့လည်းမဟုတ်ဘူးသူတို့တက်တက်ကိုเนาะအဲ့ဒီမှာတကယ်တမ်းအဲ့ဒီမှာခံတိုက်လို့ရှိလေသူတို့ကနာပါပဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မဟာမိတ်တွေမရှိတော့ဘူးမရှိတဲ့ခါကျတော့နောက်သူကတော့နာပါပဲနာနာမိတ်အတူတူကိုသူတို့ကအဲ့ဒါကိုလှုပ်လိုက်တယ်ဆိုတော့7မျိုးမှာ9မျိုး သုံးမျိုးကတော့သူတို့တိုက်လို့ရတာပေါ့နော်မာလာတော့တိုက်လို့ရတယ်ဒါလည်းတိုက်ပြတာပါပဲเนาะတကယ်တကယ်ဆစ်ရှုံးတာမဟုတ်ဘူးတကယ်တကယ်နေလငါလာတိုက်တာမဟုတ်ဘူးအဲ့ဒီမှာနောင်ချိုတော့မိုးဘိတ်တော့တီဘောတော့ဒီသုံးခုကတော့အတိုက်ပြပြီးတော့ နော်အဲ့ဒီမှာသူတို့ဆုပ်ပေးလိုက်တာပေါ့အခု လုံးဝမတိုက်တာကမိုးကုံးနဲ့မိုးမိတ်အဲ့ဒါကိုကြတော့ PDF တွေကမချင်တတ်ဘူးအရင်တော့တိုက်တော့က PDF တွေအသက်ပေါ်မြောင်းပြန်းစွာပါတယ်ဒီထင်မှာဆိုတော့အခုသူတို့ကအရင်တော့ကဒီ last show ကိုလည်းဒီလိုပဲပေးလိုက်တယ်အခုပြန်ပြီးတော့လုတ်ပြန်ပြီး TNL ကနော်ဆိုတော့ခါကြတော့အဲ့ဒီမှာ Mandalay PDF ကချက်ချင်းချင်ညာလိုက်တယ်နော်ချင်ညာလိုက်တယ်သူတို့ကာကွယ်မယ်ပြီးတော့နောက်တစ်ခုကမိုးကုတ်မှာ view ဟာရှိတယ်မိုးကုတ် view ဟာလည်းကာကွယ်မယ်မိုးကုတ်ပကဖားလည်းကာကွယ်မယ်မြင့်ချင် black tag ကလည်းကာကွယ်မယ်ဒီနေ့ကထပ်တော့ တဖွဲ့တိုးလာတယ်အဲ့ဒါက PLA เนาะ PLA အဖွဲ့ကလည်းသူတို့ကာကွယ်မယ်အတိပေတော့ဒီနေရာမှာ PDF တွေကိုစာမွေးပွဲစစ်တာเนาะ NUG ကိုစာမွေးစစ်တာနောက် GJ ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီ TNLA ကတော့နိုဝင်ဘာလ20ရက်နေ့ကနေစပြီးတော့သူတို့ဆုတ်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အတိပေတော့တိုက်ပွဲတွေကိုဒီဒီနိုဝင်ဘာလ20ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် TNLA နဲ့ PDF နဲ့ခြားပါလားသုံးမဟုတ် TNLA ကဘေးကနေပြီးတော့မာလာနဲ့ PDF တွေနဲ့ခြားမလားသုံးမဟုတ် ဒီ NLA နဲ့မာလာနဲ့ပေါင်းပြီးတော့ PDF တွေကို scroll မလားဆိုတော့ကျွန်တော်တို့ဒီကတော့တကိတ်เนาะ sensitive ဖြစ်တဲ့ပွဲတစ်ပွဲကျွန်တော်တို့တွေ့ရလိမ့်မယ်မကြခင်တွေ့ရလိမ့်မယ်နောက်တစ်ခုတ်ကဒီသမဒဒီပြင်သစ်သမဒကိုနိုင်ငံနေပြီးတော့စာရေးလိုက်တယ်ရေးလိုက်ပြီးမှမာလာကစာပို့လိုက်တယ်အဲ့ဒီစာကเนาะပါချီပါချက်စာမဟုတ်ဘူးเนาะသမဒကိုနိုင်เนาะတကုံးကနေပြီးတော့ ဟုတ်ပါမှာတော့အောင်ဆန်းစုကြည်နဲ့တမတာဦးဝင်းမြင့်ကိုလှုပ်ပစ်ဖို့ဘာဖြစ်ဆိုတော့စမရဲ့တော်တော်ကိုစိုးရင်စရာရှိတယ်အဲ့ဒါကြောင့်သူတို့ကိုလှုပ်ပစ်ပါချက်ချင်းလှုပ်ပစ်ပါဆိုလို့မှစာပေးလိုက်တယ်ပေးလိုက်ပြီးမှသူ့ရဲ့သားကိုနေပြီးတော့အဲ့ဒီပေးလိုက်တဲ့စာကိုပြန်ပြီးတော့တွေးပြောင်းလိုက်တယ်ပေးလိုက်တယ်တွေးလိုက်တယ်ဆိုတော့နော်အဲ့ဒီတည်တင်းတပ်ပုံနဲ့ကျွန်တော်တို့တွေ့ရလိမ့်မယ်နော်တွေ့ရလိမ့်မယ်ဆိုတော့ဒါကလည်းတကယ်နော်ဖိအားအကြီးကြီးပဲနော်အရင်တော့ကတမတာတို့ဒီလိုစာရေးပြီးတော့တောင်းဆိုတာတို့ဖုန်းဆိုင်ဘလော့ခေါ်ဘလော့တောင်းဆိုတာတို့အဲအဲ့လိုမျိုးမရှိခဲ့ဘူးမရှိခဲ့ဘူးဘာဖြစ်ဆိုတော့ဒီမှာတော့အောင်ဆက်စုကြည်ကိုအရင်တော့ကအချင်းချတာနဲ့အခုချင်းချတာ ာမတူဘူးနိုင်ငံခြားရအာရုံစိုက်မှုတွေကနည်းနည်းရော့ကျလာတယ်ဘာဖြစ်လဲဆိုတော့ဒီရိုဟင်ဂျာကိစ္စနဲ့ဟောမှာတဟိမှာသွားပြီးဖြစ်ရှင်းတဲ့ကိစ္စအဲ့ဒီဟာတွေကနော်ရိုဟင်ဂျာတွေကိုနော်လူမျိုးတွင်းတက်ဖြတ်တာမဟုတ်ဘူးပြောတဲ့အဲ့ဒီကနေစပြီးတော့နော်နိုင်ငံခြားကလူတွေကနော်တမတာတွေကြီးကြီးတွေကသူ့ကိုနည်းနည်းချိန်သွားတယ်နော်ချိန်သွားတယ်ဆိုတော့အခုကတော့စပြီးတော့တောင်းဆိုလာတာကိုကျွန်တော်တို့တွေ့ရမယ်ရုပ်ကောက်ပွဲရတဲ့နီးလာပြီသူကအဓိကမန်တိုင်းပဲသူပါမယ်ဆိုတော့မလာပဲတော့မလည်းမနိုင်သေးဘူးနော်မနိုင်သေးဘူးထိုက်ပြီးတော့ရွေးထိုက်ပြီးတော့သူတို့ရှုံးမှာပဲဆိုတော့ ဲ့ဒါကိုသူတို့ကိုနိုင်ငံခြားကလူတွေတွေးချင်တဲ့ခါမှာတွေးရအောင်သူကအမြင်ကပုံမှန်နဲ့သူကဒီနိုင်ငံရဲ့အကျဉ်းသားမဟုတ်တဲ့ပုံစံမျိုးနဲ့ရာဇဝတ်မှုနဲ့ဖန်ထားတာနော်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လုပ်ထားတယ်အဲ့ဒါကြောင့်ဒီနိုင်ငံကလာလာသူ့ကိုတွေးခွင့်မပေးဘူးဆိုတော့ခုကတော့ပြည်သက်သမတကနေပြီးတော့သူကိုယ်တိုင်တောင်းဆိုတဲ့စာရေးတော့ပို့လိုက်တယ်အဲ့ဒီစာမျိုးကိုလည်းပဲသူ့ရဲ့သားငယ်ကိုပေးလိုက်ရဆိုတဲ့ဟာကလည်းတကယ်မလာအတွက်ကောင်းချင်းစရာဆိုတော့နောက်နောက်သမတတွေဘယ်သူတွေလာတောင်းမလဲမသိဘူးနော်လာတောင်းမလဲမသိဘူးနိုင်ငံတကာနိုင်ငံရဲ့ နော်တကယ်တမတာတောင်းဆိုရဲဆိုတာတောင်းတောင်းပါချီပါချားလို့တောင်းဆိုတာမဟုတ်တဲ့ခါကျတော့တတော်ကိုကြည်ကြည်မမသူမှနော်ရက်ခတ်မှုတွေရှိတယ်မရက်ခတ်မှုတွေရှိတယ်တော့အားတွေ PR တွေကြီးကြီးကိုလာနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရက်ခတ်ဖြစ်တဲ့စစ်တွေမှာဆိုလို့ရှိရင်ဒီအချင်းသားအချင်းသားတွေကိုနေပြီးတော့သူတို့ကဟောဖက်မှာပြိမာကိုပို့တယ်။ဘာဖြစ်လို့ပို့လဲဆိုလို့ရှိရင်အဲ့ဒီစစ်တန်တန်းဒါစစ်တန်တန်းတွေကိုပေးပို့အတွက်ပြိမာကိုပို့နေတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကဒီပုဂ္ဂိုလ်တိုင်းနက်တလင်မျိုးနယ်မှာရှိတဲ့ ဒီ view sort is ခန်းကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဒုံးနဲ့တိုက်တယ်နဲ့ဒုံးနဲ့တိုက်တယ်ပြီးလို့ရှိရင်တော့သူ့ရဲ့ခန်းမှုနေအိမ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာဘိုတဲကိုနေပြီးတော့အလုံးမီရှိုဖြစ်စီနိုင်နေဆိုတဲ့တည်င်းလို့ရလဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစစ်တွေနောက်စစ်တွေမှာဆိုလို့ရှိရင်လည်းအခု ALP ALP ပါတီကအခုတော့ဆောင်းရွာရာဇာလင်းပေါ့သူတို့ကလည်းလက်နက်ကန်ရှိတယ်ဒီအေလိုပဲเนาะအဲ့ဒါပြီးသူသူတို့လူမျိုးတွေအတွက်တိုက်တယ်လို့ပြောပဲပြောတာပဲเนาะတိုက်တယ်လို့ပဲပြောတာပဲဆိုတော့အခု AA နဲ့ စာကြေးပဲဖြစ်နေတယ်မာလာနဲ့တစ်ဖက်ဖြစ်နေတယ်သူတို့ကအရင်တော့အင်အားတိတ်မရှိဘူးသူတို့ကနော်အဲ့ဒီမှာနေရ300လောက်ပဲအခုကတော့အင်အား600တိတောင်မှရှိလာပြီလို့ပြောတယ်တော်တော်အင်အားများလာတယ်အခုအဲ့ဒီမှာနေရ3ခုမှာအခိုင်မှာတက်ဆွေးထားတယ်အဲ့ဒီအင်အား600ကနေရ3ခုမှာအခိုင်မှာတက်ဆွေးထားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာ AA ကိုနေပြီးတော့တိုက်ဖို့အတွက် AA ကိုပြန်လေခုခံဖို့အတွက်မာလာနဲ့ပြန်လေခုခံဖို့အတွက်အဲ့ဒီမှာအင်အားတွေတော်တော်များလာတယ်နေရ3ခုမှာအခိုင်မှာတက်ဆွေးထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကိုကြည့်ရှာအပြင်မာလာက နော်သူတို့အချင်းချင်းရန်တိုက်တာဘလော့တော်လေးဆိုတာကိုအဲ့ဒါကိုပဲချိလိုက်နော်အဲ့ဒါပဲချိလိုက်ဆိုတော့အင်အား600ဆိုတာနေတာမဟုတ်ဘူးဆိုတော့အဲ့ဒါကိုကိုအချင်းချင်းတိုက်ရမှာနော်ဟုတ်မှာ BGF တို့ခုဒေမျိုးတို့ပါလို့ဆိုလို့ရှိရင် BGF တို့ချိလိုက်နော်သူတို့အချင်းချင်းတိုက်လိုက်ရတာနေတာမဟုတ်ဘူးသူတို့က3000ကျော်ရှိတယ်နော်3000ကျော်အင်အားနေတာမဟုတ်ဘူးဒီဖက်မှာဆိုတော့ KNU က3000ကျော်နဲ့ရင်ဆိုင်ရတယ်အခုဒီ AA ကျတော့အင်အား600နော်အင်အား600ချိလိုက်ပြီနောက်ပို့ပို့ပြီးတော့ချိလာအောင်မယ်နော်မြန်မြန်စစ်တေကို တိုက်လို့နိုင်နိုင်မနိုင်ရင်ကျွန်တော်တို့ထောင်ကနန်းဖြစ်လာမယ်ဆိုတော့အတိတ်ပြတော့မအလာနဲ့တိုက်ရမှာထဲသူတို့အချင်းချင်းချရမှာနော်အချင်းချင်းချရမှာဆိုတော့အင်အား600နဲ့အခုပုံမှန်အင်အား600နဲ့အေအေက နော်တိုက်ပွဲဆင်ရမယ်ဆိုတော့အေကံမလွေးဖြစ်နေပြီနော်ဟိုဖက်မှာသူတို့ကမာလာနဲ့ပေါင်းနေပြီဆိုတော့မာလာကသူရဲ့တခင်ပဲနော်အဲ့ဒါကြောင့်မာလာကလည်းအခုလက်နက်တွေပါနေသူတို့ထောက်ပံ့ပေးမှာပဲစစ်တွေမှာအခြေဆိုင်တဲ့ဆိုကြရနေနော်ဒီလက်နက်ကင်ကနော်လက်နက်ကင်ထားတဲ့လူကစစ်တွေမှာအခြေဆိုင်တဲ့ဆိုကြရနေကျွန်တော်တို့သိထားဖို့ပဲနောက်တစ်ခုက TNLA ကဒီရဲတွေနော်ဖမ်းထားတယ်နော်အဲ့ဒီ TNLA မှာလည်းရဲတွေရှိတာဟုတ်ဆိုတော့အဲ့ဒီလုံခြုံရေးတွေကဖမ်းထားတဲ့ခိုးဆိုလူ၌အဲ့ဒီအချင်းသား 38ရက်ဟောဆိုလို့ရှိရင်ညတကောင်မှာဖောက်ထွင်းပြီးတော့ထွေပြေလွန်မြောက်တော့တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီဖက်မှာတင်းတဲ့တာရီတို့ AOD တို့ဆိုလို့ရှိရင်တော့ရွက်ကောက်ပွဲဟိုသူတို့မေးဆွေဆွေးမှုတွေကအကြီးအကျယ်သူတို့လုပ်နေပြီဆိုတော့မေးဆွေဆွေးမှုလုပ်တဲ့တပြိုင်တည်းရွက်ကောက်ပွဲကိုဖျက်ဆီး နဲ့ဖျက်လို့ဖျက်ဆီးလုတ်ချင်တဲ့လူတွေအဖျက်သမားတွေဆိုပြီးတော့တတ်မှတ်ထားတဲ့လူတွေကိုဖမ်းဆီးတာမာလာဖက်ကဖမ်းဆီးတာเนาะအဲ့ဒီမှာလူပေါင်း100နီးပါးရှိနေပြီဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ4ရက်နေ့မှာသတင်းမီဒီယာတွေမှာပြတ်ထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ